့ချစ်တက်မှုတွေကတော့လေကိုကြီး interview တစ်ခုမှာပြောဘူးတဲ့ပြီးခဲ့တဲ့နှစ်ပကြီးဒီ academy ပေးပွဲတက်တဲ့ဝစ်စုံလေးဆိုအဲ့အဲ့ဝစ်စုံအတွက်ဆိုရင်တော့မှပဲပကြီးဟက်အတာမဟုတ်ဘူးသူကကိုကို surprise ဖြစ်အောင်ဆိုပြီးတော့လှမ်းပြီးတော့ app ပေးထားတာကိုကြီးမြန်မာမှုဝစ်ချင်တာသူ့ကိုကျွန်တော်ဘလို့လေးစင်ချင်တာ level မှာဘလို့ accessory ဆိုလိုက်မလဲအဲ့ဒီဟာကိုပကြီးမသိရဘူး तू तू လှမ်းပြီးတော့တိုင်မင်ထားတာကိုကြီးပြောကျွန်တော်ယွန်းလေးနဲ့ဖန်တီးမယ်ဆိုဒါဆိုရင်ကျွန်တော်ယွန်းနဲ့ပတ်သက်တဲ့ accessory ကိုရှာဝေလိုက်မယ်เนาะပြီးရင်လှမ်းပြအဲ့ဟာကိုလည်း ဟိုပကြီးတီမှာဆိုလို့တခါကြီးတော့သူ့ကိုသူနဲ့ကိုနဲ့ပဲလန်လန်ဖုန်းနေဆက်နေလို့ရှိလို့ရှိရင်ကိုကြီးပြီးမှပြန်ခေါ်မယ်ဘာလို့လဲတိသွားမှာဆိုလို့သူ바이ဘာကနေပုံနေပြောဒီ accessory နဲ့လိုက်လာကိုကအဲ့ဒါလေးမှရွေးပေးအဲ့လောက်တိချစ်တယ်ဒီ academy ဝိစုံမှာတော့မှသူ entire သူ့ရဲ့အမျိုးသမီးလေးကို तू က surprise လုပ်ချင်တာလीဒီလိုကိုယ့်ရဲ့ဘဝအထိမ်းအမှတ်တစ်ခုတည်းเนาะဒီ where you marry me လို့ပုံစံမျိုးလောက်တာတော့ သူလုံးဝ surprise ဖြစ်စေချင်တာသူဘလောက်ပဲကြိုသိနေပါစေဘလို detail လောက်ထတာကို तू မသိဘူး surprise လုပ်မယ်ဆိုတာလောက်ပဲသိတာအဲ့လိုဖြစ်တဲ့အတွက်တကယ်ဒီပွဲမှာရောက်သွားတဲ့ feeling ကတူတူကိုကိုလေးသူတို့မပြောနဲ့ကိုရောအဲ့ချိန်မှာလေကိုစက်သိနေထားတယ်လို့မျိုးအဲ့လိုခံစားရကြိုသိနေတဲ့သူတောင်အဲ့လိုဖြစ်တယ်ဆိုတော့အဲ့ moment လေးမှာ तू ကလည်းပျော်မှာပဲငိုမိမှာပဲအဲအဲ့လိုဆိုတဲ့အတွက်ဟိုဘသူတွေဘာပဲပြောပြောကိုရီးယားတော့ချစ်ပြီးသားဆိုတော့လေဟုတ် Tu mo malam na. ပကြီးဟိုအကိုကြီးပြောအင်တာဗျူးမှာကြာလာပရိသမီလို့မေးတဲ့အချိန်မှာဖြည့်ပြီးသွားပြီဖြည့်ပြီးသွားမှပကြီးကိုကြီးကတော့ပြောခဲ့ပြီအဲ့လိုလှမ်းပြုတ်လိုက်တော့အာကိုကြီးရတယ်တမိနာမည်ပြောလိုက်တမိနာမည်တော့မပါဘူးလေလို့ကြာလာသမီးရရရတယ်အဲ့တကယ်လဲသူတို့ဟိုရက်တည်းရွှေရင်းရွှေရင်းနဲ့ပဲ ပရီဝက်ဒင်ရိုက်ဖို့ဆိုလဲသူတို့ရက်တည်ရွှေ့ရတယ်အကိုကြီးနဲ့ဝတ်စုံလေးချုပ်တာဆိုကြာပြီဟိုပထမဟိုတစ်နှစ်ကျော်တောင်ကြာခဲ့ပြီအဲအဲ့လောက်ကနေမှအခုမှထားပြီးတော့ရိုက်ကြတယ်တကယ်လဲဟိုဒီလက်ထပ်ဖို့ရောစစ်စက်တာရောအကောင်လုံးမြ мян လေးပဲလှုပ်လိုက်ဖြစ်တော့လေအကောင်လုံးလဲ surprise ဖြစ်ပါတယ်ကိုပြောထားတဲ့ဟာလဲခံမဲနေသူလဲတော်တော်များအမှန်ကြတယ်ဟုတ်အဲပကြီးတို့ကကြတော့သူတို့ဒီအဲ mon traditional နဲ့ပဲ ပွဲကြီးတွေလုပ်ဖို့ရှိရာဆိုတော့လေအဲ့ဒီအတွက်တော့ကိုကြီးမဖန်တီးပေးထားဘူး pre wedding အတွက်မှာဘူးပဲကိုကြီးလေးစုံဖန်တီးပေးထားရဲအခုဟောမြန်မာဝစ်စုံလေးရောသူတို့အတွက်ဒီအနောက်တိုင်း wedding dress တွေရောဖန်တီးထားရဲအဲတချို့ဝစ်စုံလေးလည်းရိုက်ပြီးသွားပြီမကြခင်တင်မဲ့တချို့ဥစ္စာလေးလည်းမရိုက်ရသေးဘူးအခုအခုထိဘယ်မှာရိုက်ကြမလဲဆိုတာကိုတိုင်မနေကြတော့မယ်ဟုတ်အဲပကြီးကအမေကိုအရင်ချစ်တဲ့သမီးတွေမှာပါတယ်အရင်နေ့ကဒီအဲမေနဲ့ပတ်သက်ရင်လေသူခဏခဏညေကြတယ်ဒီလိုအချိန်မျိုးဆိုပို့ပြီးတရီရမယ်ပို့ပြီးတော့ ဝမ်းနေမှာပဲလीဟုတ်ကိုချင်းလဲစားတယ်ကိုညီမလေးကိုလည်းဟိုဒီလိုမျိုးလေးသူ့ရဲ့ပေါ့เนาะကိုချစ်ရတဲ့သူနဲ့လက်တွဲပေါ်ကောင်းတဲ့တွေ့ရအတွက်လဲဝမ်းလဲတာပါတယ်သူတို့ကကျတော့အရင်ပွင့်လင်းတဲ့ type ထဲမှာပါတယ်ပကြီးလဲပွင့်လင်းပဲအဲဆိုဟိုနှစ်ယောက်စလုံးကအဲကိုရင်းနဲ့ကြရင်းနှီးပြီးသားဆိုတော့လीဟို ခုနလိုရိုက်ကူးရေးအတွက် plan နေဆိုလဲကောင်းကောင်းမွန်လေးကြိုပြီးတော့တိုင်ပင်ထားကြရလေးရှိတယ်ဟုတ်ဒါဒီဇိုင်နာဖြစ်နေတဲ့အခါကျတော့သူသူ့ရဲ့ချစ်တက်မှုတွေကတော့လေကိုကြီး interview တစ်ခုမှပြောဘူးတဲ့အခုပြီးခဲ့တဲ့နှစ်ပကြီးဒီ academy ပေးပွဲတက်တဲ့ဝစ်စုံလေးဆိုတော့အဲ့အဲ့ဝစ်စုံအတွက်ဆိုရင်တော့မှပဲပကြီးကအတားမဟုတ်ဘူးသူကကိုယ် surprise ဖြစ်အောင်ဆိုပြီးတော့လှမ်းပြီးတော့ app ပေးထားတာပြီးရင်မြန်မာမှုလေးဝစ်ချင်တယ်ဆိုလို့ရှိရင်ကိုကြီးမြန်မာမှုဝစ်ချင်တာသူ့ကိုကျွန်တော်ဘလို့လေးစင်ချင်တာ level မှာဘလို့ accessory ဆိုလိုက်မလဲအဲ့ဒီဟာကိုပကြီးမသိရဘူးသူသူလှမ်းပြီးတော့ တိုင်ပင်ထားတာအဲပြီးအခုပြောကျွန်တော်ယွန်းလေးနဲ့ဖန်တီးမယ်ဆိုဒါဆိုရင်ကျွန်တော်ယွန်းနဲ့ပတ်သက်တဲ့ accessory ကိုရှာဝေလိုက်မယ်เนาะပြီးရင်လှမ်းပြအဲဟာကိုလည်းဟိုပကြီးတိမှာဆိုလို့တခါကြီးကသူ့ကိုသူနဲ့ကိုနဲ့ပဲလှန်လှန်ဖုန်းနေဆက်နေလို့ရှိလို့ရှိရင်ကိုကြီးပြီးမှပြန်ခေါ်မယ်ဘာလို့လဲတိသွားမှာဆိုလို့သူ Viber နဲ့ပုံနေပြဒီ accessory နဲ့လိုက်လာကိုကအဲ့ဒါလေးမှရွေးပေးအဲ့လောက်တိချစ်တယ်သူကခုနလိုပဲကိုတို့ဒီ academy ဝိစုံမှာတော့မှသူ in night ride သူ့ရဲ့အမျိုးသမီးလေးကိုသူက surprise လုပ်ချင်တာလေဒီလိုကိုယ့်ရဲ့ဘဝအထိမ်းအမှတ်တစ်ခုတည်းနော်ဒီ where you marry me လို့ပုံစံမျိုးလုပ်တာတော့သူလုံးဝ surprise ဖြစ်စေချင်တာဒါပေမဲ့ခုနပြောလို့ကိုရီအဲဒီခကြီးကိုကြားကြီးတူလျှောက်လာခဲ့သူတွေဖို့တယောက်ဘာလုပ်နေပြီဆိုတယောက်ကတိနေတယ်လေတိနေရဖြစ်တဲ့အတွက် surprise အပြည့်အဝမဖြစ်ဘူးဆိုရတာပဲပျော်ရွှင်မှုကတော့မတူဘူးကွယ်သိရမလား तू ဘလောက်ပဲကြိုတိနေပါစေဘလို detail လောက်ထတာကို तू မသိဘူး surprise လုပ်မယ်ဆိုတာလောက်ပဲတိတာအဲ့လိုဖြစ်တဲ့အတွက်တကယ်ဒီပွဲမှာရောက်သွားတဲ့ feeling อ่ะตุตุกูโกเลยตูรู้ไม่ပြောเนี่ยกูรองไอ้เฉยมาเลยกูจะทิ้งနေท่าตัวโหลမျိုးไอ้หลุคันซ่าอ่ะถ้าคุณน่ะจูอติနေရဲ့ดูတောင်ไอ้หลุဖြစ်တယ်ဆိုတော့ไอ้ moment လေးမှာ तू ก็แลပျော်มาပဲงုံမိมาပဲเออไอ้หลุဆိုရဲ့အတွက်ဟိုဘသူတွေဘာပဲပြပြกูတွေก็တော့ฉิบပြီးသားဆိုတော့လေกูရဲ့ตัวแท้ปูပြီးတဲ့ကိုฉิบเสร็จแล้วအဲ့ဒါဟိုလေအဲ့ဖြူอ่ะဒီပါ marry me အဲ့ဘယ်မှာသွားပြီဟိုကိုကြီးမသွားနိုင်တာအဲ့လိုပဲအခုကအဲ့ဟိုမင်းသမီးတွေရောဒီအပြင်ဝယ်ရင်ရော shooting နေတက်တက်ဆိုင်ဖြစ်နေလို့လေအဲအကြောင်းဟိုပွဲကြီးတွေနဲ့ခုန pre wedding တကယ်ရိုက်တဲ့အခါကျမှအားပြပါမယ်လို့ request လုပ်ထားပါတယ်ဟုတ် ဒီနှစ်တည်းဆိုရင်ဒါဘာမဖြစ်ကိုအမှုပညာရှင်တွေကညီကိုမောင်နှမတွေထဲမှာအများကြီးပဲကိုချုပ်ပေးရတာရှိရဲ့အဲ့အတွက်လည်းပြောပါရဲဘာလို့ဆိုတော့ဟိုခုနလို public figure တွေကိုကျွန်တော်တို့ချုပ်ပေးတဲ့အခါမှာတာဝန်တွေဘလောက်ပဲကြီးတယ်လို့ပြောပြောဟိုမှတ်မှတ်ရရလေးဖြစ်တဲ့အတွက်တကယ်ပဲပြောရပါတယ်ပကြီးဆိုလို့ရှိရင်လည်းကိုတကယ်ချစ်တဲ့သူနဲ့ကိုကိုလည်းအရင်ချစ်တဲ့ဟာကိုမြင်ရတဲ့အတွက်အရင်ဝမ်းသာတယ်เนาะဟိုဒီ ရွှေလက်တွဲမဲ့ခရီးတွေမှာဒီတွေမြဲပြီးတော့ပျော်ရွှင်မှုတွေအများကြီးရပါစေလို့ဆုတောင်းပေးပါရယ်ပရိသတ်တွေအတွက်လည်းဗကြီနဲ့ဘလိုဝိစုံလေးတွေလာမယ်ဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်အဲအခုတော့လောလောဆယ်တော့တိတ်ပြီးမကြားထားသေးဘူးကြားတာတွေလည်းရှိရယ်ဒါပေမဲ့အခုကကြတော့မကွန်ဖန်းကြသေးဘူးဟုတ်